င်းမင်္ဂလာပါမလေးစကားပြောအစီအစဉ်မှပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုလေးမှာဆိုရင်လေမလေးစကားပြောပဲကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်ဆ iap ယန်အဘန်တဒီဆ iap ယန်အဘန်တဒီခုနကဘသူလဲအကိုလိုမေးတဲ့ပုံစံမျိုးဖြစ်ပါတယ်နော်ဆ iap ယန်အဘန်တဒီခုနကဘသူလဲအကိုလိုမေးတဲ့ပုံစံမျိုးဖြစ်ပါတယ်နော် ဆရာပါဆိုတာဘသူလဲယန်ဆိုတာဘာပဲမြည်တိအပန်းဆိုတာအကိုလို့ပြောတာနော်တာတိဆိုတာဂုဏကလို့ပြောတဲ့အဓိပ္ပာယ်ပါဒါကိုကျွန်တော်တို့ကပေါင်းပြီးတော့ပြောမယ်ဆိုရင်ဆရာပယန်အပန်းတတိဂုဏကဘသူလဲအကိုလို့ပြောတဲ့အဓိပ္ပာယ်ပါဆရာပါဆိုတာဘသူလဲယန်ဆိုတာဘာပဲမြည်တိအပန်းဆိုတာအကိုလို့ပြောတာနော်တာတိဆိုတာဂုဏကဆရာပယန်အပန်းတတိ ဂုဏကဘသူလဲအကိုလိုပြောတဲ့အတိပ္ပယ်ပါเนาะနောက်တစ်ခုကอินีอาเดซายอินีอาเดซายเอดาကျွန်တော်ညီပါလို့ပြောတဲ့အတိပ္ပယ်ပါเนาะอินีอาเดซายเอดาကျွန်တော်ညီပါလို့ပြောတဲ့အတိပ္ပယ်ပါเนาะอินีဆိုတာဒီဟာอาเดဆိုတာညီငယ်ညီမငယ်ကိုတုံးတာဒီနေရာမှာကျတော့ညီငယ် စာရဆိုတာကျွန်တော်ဤနီအတ္တစာရအဲ့ဒါကျွန်တော်ညီပါဤနီအတ္တစာရအဲ့ဒါကျွန်တော်ညီပါလို့ဒါမျိုးကျွန်တော်တို့ဒါသုံးလို့ရပါတယ်เนาะနောက်တစ်ခုက online tadu lagi ke online tadu lagi ke တခြားသူတွေနောက်ထပ်မရှိတော့ဘူးလားလို့ပြောတဲ့ပုံစံမျိုးဖြစ်ပါတယ် online tadu lagi ke တခြားသူတွေနောက်ထပ်မရှိတော့ဘူးလားလို့ပြောတဲ့အတိတ်ပဲပါ orange ဆိုတာလူ line ဆိုတာတခြားလို့ပြောတာ starter ဆိုတာ မရှိဘူးလား lucky ဆိုတာနောက်ထပ် girl ဆိုတာနောက်မှလားလို့အတိတ်ပဲရတယ်နော် orange line starter lucky girl တခြားသူတွေနောက်ထပ်မရှိတော့ဘူးလားလို့ပြောတဲ့ပုံစံမျိုးဖြစ်ပါတယ်နော် orange line starter lucky girl တခြားသူတွေနောက်ထပ်မရှိတော့ဘူးလားလို့ပြောတဲ့ပုံစံမျိုးဖြစ်ပါတယ် orange ဆိုတာတော့ blue line ဆိုတာတခြား tarde ဆိုတာမရှိဘူး lucky ဆိုတာနောက်ထပ် ko ဆိုတာလားလို့ပြောတဲ့ပုံစံမျိုးဖြစ်ပါတယ် orange line tarde lucky ko တခြားသူတွေနောက်ထပ်မရှိတော့ဘူးလားလို့ပြောတဲ့ပုံစံမျိုးဖြစ်ပါတယ်เนาะနောက်တစ်ကြောင်းက dear juke tingle sinike dear juke tingle sinike သူလဲဒီမှာနေထိုင်တာလားလို့ ပြောတဲ့ပုံစံမျိုးဖြစ်ပါတယ်เนาะ Dear Juke Tingle Sinik သူလဲဒီမှာနေထိုင်တာလားလို့ပြောတဲ့ပုံစံမျိုးဖြစ်ပါတယ် Dear ဆိုတာ तू Juke ဆိုတာကျွန်တော်တို့ဒါလဲပဲလို့အဓိပ္ပာယ်ရတယ် Dear Juke ဆိုတော့ तू လဲလို့ပြောတဲ့အဓိပ္ပာယ်เนาะ Tingle ဆိုတာနေထိုင်တာ Sinik ဆိုတာဒီမှာ Ko ဆိုတာကျွန်တော်တို့ကဒါမေးခွန်းပုံစံမျိုးနောက်ကထည့်ထည့်သုံးတယ်လားလို့အဓိပ္ပာယ်ရတယ် Dear Juke Tingle Sinik သူလည်းဒီမှာနေထိုင်တာလားလို့ပြောတဲ့ပုံစံမျိုးဖြစ်ပါတယ်เนาะ Dear Juga Tingle Siniga သူလည်းဒီမှာနေထိုင်တာလားလို့ပြောတဲ့ပုံစံမျိုးဖြစ်ပါတယ်เนาะနောက်ထပ်စာကြောင်းတစ်ကြောင်းက Apoyan awo lalukan di sini Apoyan awo lalukan di sini ဒီမှာမင်းဘာလုပ်နေတာလဲလို့ပြောတဲ့ပုံစံမျိုးဖြစ်ပါတယ်အပါစရာဘာလဲ यमसरा भाभे मीति आवासरा मे लालू कैंसरा लौडा ना लालू कैं लो प्योलो शेले डा लौडा लो प्योरा डीमा आपो आवो लालू कैं डीसीनी डीमा मे भालो निराले लो प्योरे देवा आपो सरा भाले यमसरा भाभे मीति लो देवे यारे आवासरा मे लालू कैंसरा लौडा लो प्योरा डीसीनीसरा डीमा आपो आवो लालू कैं � ဒီမှာမင်းဘာလုပ်နေတာလဲလို့ပြောတဲ့ပုံစံမျိုးဖြစ်ပါတယ်เนาะနောက်ထပ်စာကြောင်းတစ်ကြောင်းကအပလဂီယံကောင်းမောင်းအပလဂီယံကောင်းမောင်းမင်းဘာထက်လိုချင်သေးတာလဲလို့ပြောတဲ့အဓိပ္ပာယ်ပါเนาะအပဆိုတာဘာလဲလက်ကီဆိုတာနောက်ထပ်ယံဆိုတာဘာပဲမြည်သည့်ကောင်းဆိုတာမင်းလို့ပြောတဲ့အဓိပ္ပာယ်မောင်းဆိုတာလိုချင်တာဒါကိုကျွန်တော်တို့ကပေါင်းပြီးတော့ပြောမယ်ဆိုရင် အပေါ်လကင်းယံကောင်းမမင်းဘာထက်လိုချင်သေးတာလဲလို့ပြောတဲ့အတိတ်ပဲပါနော်အပေါ်လကင်းယံကောင်းမမင်းဘာထက်လိုချင်သေးတာလဲလို့ပြောတဲ့အတိတ်ပဲပါအပါဆိုတာဘာလဲလက်ကီးဆိုတာနောက်ထပ်ယံဆိုတာဘာပဲမြည်သည့်ကောင်းဆိုတာမင်းလို့အတိတ်ပဲပါမောင်းဆိုတာလိုချင်တာဒါကိုကျွန်တော်တို့ကပေါင်းပြီးတော့ပြောမယ်ဆိုရင်အပေါ်လကင်းယံကောင်းမမင်းဘာထက်လိုချင်သေးတာလဲလို့ပြောတဲ့အတိတ်ပဲပါနော် နောက်ထပ်စာကြောင်းတစ်ကြောင်းကအကုတမောင်ဘာဂီကောင်းဆုဆအကုတမောင်ဘာဂီကောင်းဆုဆအကုတမောင်ဘာဂီကောင်းဆုဆငါမင်းကိုအခက်အခဲမပေးခြင်းဘူးလို့ပြောတဲ့အတိပဲပါနော်အကုတမောင်ဘာဂီကောင်းဆုဆငါမင်းကိုအခက်အခဲမပေးခြင်းဘူးလို့ပြောတဲ့အတိပဲပါနော်အကုဆိုတာငါလို့ပြောတာတမောင်ဘာဂီဆိုတာမပေးခြင်းဘူးကောင်းဆိုတာမင်း စူဆဆိုတာအခက်ခဲခက်ခဲတာကို ပြောတာပါဒါကိုကျွန်တော်တို့ကပေါင်းပြီးပြောမယ်ဆိုရင်အာကုတာမုံဘာဂီကောင်းစုဆငါမင်းကိုအခက်ခဲမပေးခြင်းဘူးလို့ပြောတဲ့အဓိပ္ပာယ်ပါနော်အာကုတာမုံဘာဂီကောင်းစုဆငါမင်းကိုအခက်ခဲမပေးခြင်းဘူးလို့ပြောတဲ့အဓိပ္ပာယ်ပါနော်အာကုဆိုတာငါတာမုံဘာဂီဆိုတာမပေးခြင်းဘူးကောင်းဆိုတာမင်းလို့ပြောတာစူဆဆိုတာခက်ခဲတာအခက်ခဲဒါမျိုးပြောတဲ့အဓိပ္ပာယ်နော်ဒီတစ်ချောင်းလုံးကျွန်တော်တို့ကပေါင်းပြီးပြောရင် aku tamong bagi kau susah, nga min go ke akhet ma pe jin bu lo pyo de adeibe ba no naw tat sa chang de chang wa kaung ingat are you be person kaung ingat are you be person min aphe ma ra mi la lo pyo de adeibe ba no kaung ingat are you be person min aphe ma mi la lo pyo de adeibe ba kaung sa ra အင်းငန့်ဆိုတာမှတ်မိလားအင်းငန့်ဆိုတာတော့ကျွန်တော်တို့ဒါအမျိုးမျိုးသုံးလို့ရတယ်နော်ထင်တာတို့မှတ်မိတာတို့သူသုံးတဲ့စာကြောင်းပေါ်မှာဒီအင်းငန့်ဆိုတာလည်းအတိတ်ပဲလေးနည်းနည်းလိုက်ပြောင်းနေနော်ကောင်းအင်းငန့်မင်းမှတ်မိလားအာယားဆိုတာအဖေဘယ်ပါဆန်ဆိုတာမှားကြတာကိုပြောတာနော်ကောင်းအင်းငန့်အာယားဘယ်ပါဆန်မင်းအဖေမှားတာကိုမှတ်မိလားလို့ပြောတဲ့အတိတ်ပဲပါနော်ဒီပါဆန်ဆိုတာတော့ဒါမှားကြတာလို့ပြောတာနော်ဒီစကားလုံးเนี่ยကျွန်တော်တို့ကစင်တူတဲ့စကားလုံးရှိသေးတယ်တချို့က ID person နဲ့ person နဲ့ဟိုနော်လွဲနေတယ်ဒီ person ဆိုတာကိုကျွန်တော်တို့ကဒီ person ကတဲ့တက်စင်တာမဟုတ်ဘူးလားဒါမျိုးလေးတွေကျွန်တော်တို့မေးတဲ့လူတွေရှိတယ်เนาะဒါပေမဲ့စကားလုံးကနှလုံးရှိတယ်ဒီ person ဆိုတာတော့ဒါမှားကြတာကိုပြောတာเนาะနောက်တစ်ခု person ဆိုတာတော့ကျွန်တော်တို့ဒါတက်စင်တာကိုပြောတာအဲ့ဒီစာလုံးနှလုံးကလေတချို့နေရာတွေမှာမှားတယ်เนาะမှားတယ်ဆိုတာတချို့ကဒီစာလုံးတစ်လုံးနဲ့ကိုပဲတီးလို့ဒါကိုကျွန်တော်တို့ကဒါတက်စင်တယ်လို့ထင်တာဒီ person ဆိုတာတော့မှားကြတာကိုပြောတာအခုဒီစာကြောင်းထဲမှာဆိုရင်ကောင်းအင်္ဂန် အယဘေပစံကောင်းအင်္ဂန်အယဘေပစံမင်းအဖေမှားတာကိုမှတ်မိလားလို့ပြောတဲ့အဓိပ္ပာယ်နော်ကောင်းဆိုတာမင်းအင်္ဂန်ဆိုတာမှတ်မိလားလို့မေးတာနော်ကောင်းအင်္ဂန်မင်းမှတ်မိလားအယဆိုတာအဖေဘေပစံဆိုတာမှားကြတာကိုပြောတာနော်ဒါကိုကျွန်တော်တို့ပေါင်းပြီးပြောမယ်ဆိုရင်ကောင်းအင်္ဂန်အယဘေပစံမင်းအဖေမှားတာကိုမှတ်မိလားလို့ပြောတဲ့အဓိပ္ပာယ်ပါနော်နောက်ထပ်စာကြောင်းတစ်ကြောင်းက ကောင်းဂျန်ငန်စုကချမ်ဘိုဟာအော်ရန်လိုင်းကောင်းဂျန်ငန်စုကချမ်ဘိုဟာအော်ရန်လိုင်းမင်းတခြားသူတွေရဲ့ကိစ္စကိုဝင်မရောနဲ့လို့ပြောတဲ့အိပဲပါနော်ကောင်းဂျန်ငန်စုကချမ်ဘိုဟာအော်ရန်လိုင်းမင်းတခြားသူတွေရဲ့ကိစ္စကိုဝင်မရောနဲ့လို့ပြောတဲ့အိပဲပါကောင်းဆိုတာမင်းဂျန်ငန်ဆိုတာမလုံးနဲ့စုကဆိုတာကြိုက်တာချမ်ဘိုဆိုတာရောတာဟာဆိုတာကိစ္စကိုပြောတာအော်ရန်လိုင်းဆိုတာတခြားလူဒါတွေကိုကျွန်တော်တို့ကပေါင်းပြီးပြောမယ်ဆိုရင် ကောင်းဂျန်ငန်းစုကချမ်ဘူဟာအွန်လိုင်းမင်းတခြားသူတွေရဲ့ကိစ္စကိုဝင်မရောနဲ့လို့ပြောတဲ့အတိတ်ပဲပါနော်ကောင်းဂျန်ငန်းစုကချမ်ဘူဟာအွန်လိုင်းမင်းတခြားသူတွေရဲ့ကိစ္စကိုဝင်မရောနဲ့လို့ပြောတဲ့အတိတ်ပဲပါနော်နောက်ထပ်စာကြောင်းတစ်ကြောင်းက the pi kamu kana ingat the pi kamu kana ingat ဒါပေမဲ့မင်းမှတ်ထားရမယ်လို့ပြောတဲ့အတိတ်ပဲပါနော် the pi ဆိုတာဒါပေမဲ့ ကာမှုဆိုတာမင်းကနအင်္ဂန်ဆိုတာမှတ်ထားရမယ်နော်အင်္ဂန်ဆိုတာမှတ်ထားတာကနအင်္ဂန်နဲ့တွဲသွုံတော့မှတ်ထားရမယ်လို့သုံးတဲ့စကားလုံးဖြစ်ပါတယ်တပိကာမှုကနအင်္ဂန်ဒါပေမဲ့မင်းမှတ်ထားရမယ်လို့ပြောတဲ့အဓိပ္ပာယ်ပါတပိဆိုတာဒါပေမဲ့ကာမှုဆိုတာမင်းကနအင်္ဂန်ဆိုတာမှတ်ထားရမယ်ဒါကိုကျွန်တော်တို့ကပေါင်းပြောရင်တပိကာမှုကနအင်္ဂန်ဒါပေမဲ့မင်းမှတ်ထားရမယ်လို့ပြောတဲ့အဓိပ္ပာယ်ပါနော် ဟုတ်ကဲ့ပါဒီနေ့ဗီဒီယိုမှာဆိုရင်လည်းကျွန်တော်ကဒါမလေးစကားပြောပဲပြောပြပေးသွားတာဖြစ်ပါတယ်ကျွန်တော်ဗီဒီယိုအခုလိုအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာတခါပြန်တွေ့ပါမယ်